မြို့နယ်သဲနုကုန်းကျေးရွာနယ်မြေရဲစခန်းကိုအာရခတပ်တော် A နဲ့ပူးပေါင်းတပ်ဖွဲ့တွေကသိမ်းပိုင်လိုက်ပါတယ်။ဒီမျက်နှာမြို့နယ်အတွင်းကစစ်ကောင်စီတပ်တွေအခြေစိုက်ထားတဲ့သဲနုကုန်းကျေးရွာနယ်မြေရဲစခန်းကိုဇွန်လ16ရက်မနက်ပိုင်းမှာတော်လိုင်းပူပေါင်းတပ်တွေကသိမ်းပိုင်လိုက်တယ်လို့ဒေသခံတွေစီကသိရပါတယ်။ရဲစခန်းသိမ်းခံလိုက်ရတာဟုတ်တယ်။မင်းကသိမ်းတာပါ။အတီးပြုတ်လို့ရပါတယ်လို့ AOR သတင်းရှင်းမြစ်ကပြောပါတယ်။ အဲ့ဒီနေမြေရေစခန်းမှာစစ်ကောင်စီနဲ့ပူးပေါင်းတပ်ဖွဲ့တွေတက်ဆွဲနေရာယူထားပြီးစစ်ကောင်စီဘက်ကဝိုင်းထွဲလျင်တွေတုံးပြီး၄ချောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်တဲနုကုံရဲစခန်းမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့မှထွက်ပြေးသွားပြီးရေပြူကြေးရွာမှာပြန်လည်အင်အားစုဆောင်နေတယ်လို့လည်းသိရပါဗျ။အလားတူရေကြီးမြို့နယ်အတွင်းမှာလည်းတိုက်ပွဲတွေဆက်လက်ရှိနေပြီးအမတ်တ3လေးလေးအနည်းကိုစစ်ကောင်စီက လေချောင်းကနေဘုံကျဲတဲ့ပြင်ဆက်တက်လေရီးတွေပါ၃မီတိုက်ခိုက်နေတယ်လို့သိရပါဗျ။ရင်းနသာဂိမ်းနဲ့ကျုံမျောခလာရ၃ချောင်းမှာလဲခန်းစစ်စခန်းတွေထပ်မံတိုးချဲ့ပြီးလုံခြုံရေးအပြည့်ယူထားတယ်လို့သိရပါဗျရှင်။လူလူကောင်းဆောင်တောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အထိမ်းမှတ်ပန်းတပိတ်လှုပ်ရှားမှုကိုဒီနေ့ဇွန်လ19ရက်နေ့မှာမန္တလေးမြို့နယ်မှာပြုလုပ်ခဲ့တယ်လို့ဒေါက်တာတေဇာဆန်းက၎င်းရဲ့လူမှုကွန်ရက်မှာမျှဝေထားပါတယ်။ စစ်ကောင်စီရဲ့ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရတဲ့ဒေါန်ဆန်းစုကြည်ရဲ့80ပြည့်မွေးနေ့ကိုဂုံပြုတဲ့အနေနဲ့ပြည်သူတွေနဲ့အတူပူးပေါင်းပါဝင်ဆင်နွှဲခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒေါက်တာတေဆန်ဆန်းကဒေါန်ဆန်းစုကြည်ဟာယုံကြည်ချက်အတိုင်းတိုင်းပြည်လွတ်မြောက်ရေးအတွက်ဆက်လက်ကြိုးပမ်းနေဆဲဖြစ်ကြောင်းထောင်တွင်းကခေါင်းဆောင်တွေနဲ့ရဲဘော်တွေတိုက်ပွဲဝင်နေချိန်မှာပြည်သူတွေအနေနဲ့လည်းတော်လန်ရေးကတပါအခြားမရှိကြောင်းပြောကြားခဲ့ပါတယ်။ဒါအပြင်တော်လန်ရေးဟာစီရေးတမျိုးနဲ့အောင်နိုင်မှာမဟုတ်ဘဲတန်တမန်ရေး င်းဘန်နာရေးစိတ်ဓာတ်ရေးရာတိုက်ပွဲတွေနဲ့လူမှုလှုံ့ဆော်မှုတွေကလည်းအရေးကြီးတယ်လို့ဒေါက်တာတေဇန်ဆန်းကအလေးပေးပြောဆိုခဲ့ပါတယ်နိုင်ငံတော်လွတ်မြောက်ရေးအတွက်ပြည်သူအလုံးမှတာဝန်ရှိပြီးကြာရကန္နာနိုင်ရတာဝန်ကတော်လှန်ရေးမှာအစွမ်းကုန်ဆက်လက်ပါဝင်ကြဖို့လည်း၎င်းကနှိုးဆော်တိုက်တွန်းခဲ့ပါတယ် အိန္ဒိချင်းထိုင်းနိုင်ငံနဲ့နေဆက်တင်းမာမှုတွေမြင့်တက်နေစဉ်ထောင်ထဲချီတဲ့ကမ္ဘောဒီးယားပြည်သူတွေဟာဖနွမ်းမင်မြို့တော်မှာပြုလုပ်တဲ့ခြိတက်ပွဲတစ်ခုမှာပူးပေါင်းခဲ့တယ်လို့ Khmer Times ကဖော်ပြပါတယ်။ပြီးခဲ့တဲ့လအတွင်းကမ္ဘောဒီးယားစစ်သားတူသေဆုံးမှုကြောင့်ဖြစ်ပွားခဲ့တဲ့ထိုင်းနိုင်ငံနဲ့နေဆက်အငင်းပွားမှုမှာကမ္ဘောဒီးယားဆိုရနဲ့စစ်တပ်ကို ထောက်ခံကြောင်းဖော်ပြဖို့ခြိတက်ပွဲကိုစီစဉ်ခဲ့တာပါ။ ဒုတိယဝန်ကြီးချုပ်ဟွန်မာနီဦးဆောင်ပြီးလူပေါင်း3500တောင်ဝန်းကျင်ခြိတက်ပွဲကိုပူးပေါင်းခဲ့တာလို့ခမာ Times ကဆိုပါရယ်ကမ္ဘောဒီးယားနိုင်ငံရဲ့ဂုံတိတ်ခါနဲ့ပိုင်နက်နယ်မြေတည်တံ့မှုပေါ်စော်ကားမှုရှိလာရင် ကမ္ဘောဒီးယားပြည်သူတွေကနှုတ်ဆက်နေမှာမဟုတ်ဘူးလို့ခြိတက်ပွဲမိန့်ခွန်းမှာဟွန်မာနီကပြောပါရယ် ပိုင်နဲ့နေမြေတည်တမ်းမှုအမျိုးသားကျိုးစည်းဝါနဲ့တိုင်းပြည်ငြိမ်းချမ်းရေးကိုကာကွယ်ဆောင်ရှောက်တဲ့ကမ္ဘောဒီးယားအစိုးရနဲ့စစ်တပ်ကိုထောက်ခံဖို့ကျွန်တော်တို့အတူယက်တည်မယ်လို့၎င်းကဆက်ပြောပါရယ်ကမ္ဘောဒီးယားနိုင်ငံရဲ့ပြည်ထနာတွေအလုံးကိုငြိမ်းချမ်းစွာနဲ့ဥပဒေကိုအခြေခံပြီးဖြည့်ရှင်းဖို့ရွေးချယ်တယ်လို့သူကဆိုပါရယ်ထိုင်းနဲ့ကမ္ဘောဒီးယားတပ်ဖွဲ့တွေဟာမေလ28ရက်ကနေဆက်တလျှောက်အပြန်အလှန်ပစ်ခတ်ခဲ့ရာအိမ်နီးချင်းနှစ်နိုင်ငံကြားတင်းမာမှုတွေမြင့်တက်ခဲ့ပါတယ် ကမ္ဘောဒီးယားနိုင်ငံပရင်စက်ဖဟီယာပြည်နယ်နဲ့ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းအဘုံရချန်တနီပြည်နယ်ကြားအငင်းပွားနယ်စပ်ဧရိယာတစ်ခုမှာ10မိနစ်ကြာပြစ်ခတ်မှုအတွင်းကမ္ဘောဒီးယားစစ်သားတို့ကြာဆုံးခဲ့ပါတယ်။နှစ်နိုင်ငံစလုံးကဖြစ်စဉ်နဲ့ပတ်သက်လို့ကြေညာချက်တွေ ထုတ်ပြန်ခဲ့ပြီးကမ္ဘောဒီးယားနိုင်ငံကနယ်စပ်အငင်းပွားမှုကို အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ထံတင်ပြခဲ့ပါတယ်။ အီရန်နိုင်ငံပေါ်ဆစ်စင်ရေးဟာသတင်းတစ်ပတ်သို့မဟုတ်နှစ်ပတ်တွင်ပြီးစီးမယ်လို့အစ္စရေးစစ်တပ်ကတာဝန်ရှိသူတူကပြောပါရယ်အစ္စရေးနဲ့အီရန်ကြားအပြန်အလှန်ပစ်ခတ်နေမှုအပေါ်အမေရိကန်နိုင်ငံကဘလို့တုံ့ပြန်မလဲဆိုတာစိတ်ဝင်စားနေကြပြီးသမ္မတဒေါ်နယ်ထရန့်ကအီရန်ကိုအငြင်းခံမှုတိုက်တွန်းနေပါရယ် တီဟီရန်မြို့တော်နောက်တောင်ပိုင်းကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့အစ္စရေးစစ်တပ်ကဗိုလ်ရုံးနဲ့အစောပိုင်းမှာကြေညာခဲ့ပါတယ်။ဒုံးကျည်တွေကိုအီရန်နိုင်ငံကပြစ်လုခဲ့တာလို့အစ္စရေးစစ်တပ်ကဆိုပါတယ်။အီရန်နျူကလ িয়ার နဲ့စီးရဲအဆောင်တွေကို တိုက်ခိုက်မှုဟာတပတ်သို့မဟုတ်နှစ်ပတ်အတွင်းပြီးစီးမယ်လို့အစ္စရေးစစ်တပ်သတင်းရင်းမြစ်တစ်ခုကအင်္ဂါနေ့မှာပြောကြားခဲ့ပါတယ်။ဖရိုဒွန်မြို့ရှိအီရန်နျူကလ িয়ার ဆက်ရုံကို မတိုက်ခိုက်ပဲစစ်စင်ရေးပြီးဆုံးမှာမဟုတ်ဘူးလို့အစ္စရေးမျိုးသားလုံခြုံရေးအကြံပေး တဇန်ချီဟနဘီကဒေသန္တရမီဒီယာနဲ့အင်တာဗျူးမှာပြောပါရယ်အီရန်နိုင်ငံရှိအဆိုပါနျူကလ িয়ার တန်းစင်ဆက်ယုံဟာမြေအောက်80မီတာခန့်မှာတိစောက်ထားတာလို့သိရပါရယ်အခုမှစစ်ပွဲစတင်တာလို့အီရန်နိုင်ငံအုပ်ဆောင်အာရာတိုလာခါမီနီကဇွန်လ18ရက်မှာလူမှုကွန်ရက်မှာပို့စ်တစ်ခုတင်ခဲ့ပြီးအစ္စရေးကိုတွန်းလှန်မဲ့ရည်တည်ချက်ကိုထက်လောင်းအတည်ပြုခဲ့ပါရယ်အစ္စရေးကဖရိုဒေါမျိုးရှိနျူကလ িয়ার တန်းစင်ဆက်ယုံကိုဖျက်ဆီးနိုင်ရေးကုညီခြင်းအဖြစ် စစ်ပွဲမှာပါမပါဒေါ်နယ်ထရန့်ကအရေးပါတဲ့ဆုံးဖြတ်ချက်တစ်ခုချမှတ်ရမယ်လို့ New York Times သတင်းတပုတ်ကဖော်ပြခဲ့ပါတယ်။ American စစ်တပ်ရဲ့အင်အားပြင်းဆုံးဘန်ကာခွင်းဘုံတွေတက်ထားတဲ့ B2 ဘုံကျဲလေယာဉ်တွေက Iran Nuclear တန့်စင်စက်ရုံကိုဖျက်ဆီးနိုင်မယ်လို့အဲ့ဒီသတင်းကဆိုပါတယ်။ Iran နိုင်ငံကချွင်းချက်မရှိအညံ့ခံမှုဒေါ်နယ်ထရန့်ကဇွန်လ18ရက်မှာလူမှုကွန်ရက်ပို့စ်တစ်ခုမှာတောင်းဆိုခဲ့ပါတယ်။